British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြွဆွန်လာရပါရှင် ဒေါ်ဆန်စုကြည်ရဲ့ကျမ်းမာရေးအခြေအနေဟာအလွန်ကိုဆိုးဝါးနေပြီလို့သားဖြစ်သူကိုထဲလင်းကပြောဆိုလာပြီလို့သိရပါတယ်။လူထုကောင်ဆောင်ဒေါ်ဆန်စုကြည်ရဲ့ကျမ်းမာရေးအခြေအနေဟာတော်တော်လေးကိုဆိုးရွားနေတာကြောင့်အာနာဒေးဆုပ်စုအနေနဲ့ရေပေါ်ကျမ်းမာရေးဆောင်ရှောက်မှုတွေလုပ်ပေးဖို့နဲ့ဒီကိစ္စကိုနိုင်ငံတကာအသံဝင်ကဝေယောင်းကူညီပေးကြဖို့တားငယ်ကိုထဲလင်းကတောင်းဆိုလိုက်ကြောင်းလန်ဒန်အခြေဆိုင် Independent သတင်းဌာနကသတင်းဖော်ပြထားပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလမှာစစ်တကအာနာဒေးပြည်ကလေးက အကျဉ်းချခံထားရတဲ့အသက်80နှစ်ရှိနေပြီဖြစ်တဲ့မိခင်ဖြစ်သူတော်ဆန်းစုကြည်ဟာယခုအချိန်မှာအသက်အန္တရာယ်ကိုချိန်ချောက်နေတဲ့ပုံမှုဆူရွာလာနေတဲ့နှလုံးရောဂါခံစားနေရတယ်လို့ Independent နဲ့သတင်းဌာနကိုဒေါ်ဆန်းစုကြည်ရဲ့တာငယ် Cam Eric ခေါ်ကို Channel ကပြောဆိုထားပါတယ်။ အမေရဲ့ကျမ်းမရဲ့အခြေအနေဟာတော်တော်လေးကိုဆိုးရွားလာတယ်လို့ကြားရပါတယ်။အရန်ကိုစိတ်မကောင်းဖြစ်မိပါတယ်။လက်ရှိထိတ်သိမ်းခံထားရတဲ့ဆိုးရွားလာတဲ့အခြေအနေတွေကြောင့်အမေရဲ့နှလုံးရောဂါအခြေအနေဟာပုံမဆိုးရွားတဲ့ဖက်ကိုရောက်လာတာပါ။ဒါကြောင့်အမေကိုထောင်အပြင်ဖက်ကနှလုံးအထုကိုဆရာဝန်နဲ့ပြဖို့လိုနေပါပြီ။ဒါကိုထောင်အနာပိုက်တဲ့ကခွင့်ပြုမလားမပြုဘူးလားဆိုတာကိုတော့ကျွန်တော်အနေနဲ့မသိနိုင်သေးပါဘူးလို့ Camp Erica ပြောဆိုထားပါတယ်။ UK နိုင်ငံသားရေးဝန်ကြီးဟောဝီလီယံဟိတ်ကလည်းဒေါ်ဆာဆူချီကိုလွတ်ပေးဖို့အနာသိစကောင်းစီကိုထမက်တောင်းဆိုထားပါတယ်။ပြီးခဲ့တဲ့နေ့ကလည်းဝီလီယံဟိတ်အပါအဝင် UK နိုင်ငံသားရေးဝန်ကြီးဟောတောင်းကလွတ်တကောင်ဆောင်ဒေါ်ဆာဆူချီကိုအများဆုံးလွတ်ပေးဖို့တောင်းဆိုခဲ့သေးတယ်လို့သိရပါတယ်။မိခင်ဖြစ်သူဒေါ်ဆာဆူချီကိုအသက်အရွယ်ချင်းချောက်လာတဲ့အခြေအနေရောက်အောင်ရရဆက်ဆက်ပြုလုပ်ထားတဲ့အနာသိစကောင်းစီရဲ့လုပ်ရက်ကိုကိုထင်းလင်းကပြစ်တင်ရှုတ်ချခဲ့ပြီးပွလင်းမြေသားမှုမရှိမှုနဲ့တညာညာတမှုကင်းမဲ့မှုက ထက်နဲ့သုံးလို့ဆရာကောင်းတယ်လို့၎င်းဆိုချပါတယ်။ပြီးတော့မတရားဖန်ဆီးခံထားတဲ့လက်ရှိအရေးပေါ်ကျမ်းမရေးအခြေအနေတွေကြောင့်သူရဲ့မိခင်တော်ဆန်စုကြည်အမြန်ဆုံးလွတ်မြောက်လာအောင်နိုင်ငံတကာအတိုင်းအဝန်အနေနဲ့ဝိုင်းဝန်းကူညီပေးကြဖို့တားငယ်ကိုချိန်လင်ကတိုက်တွန်းပန်ကြားလိုက်ကြောင်းသိရှိရပါတယ်။ကြောင်းရတဲ့ဆက်ပြမှုကျမပဲကြာနာကိုပြပါရှင်အဘိနာစင်မအတွက်ချွေးပဲကျဆွတင်ရှိပါရှင်